အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့စာပိုက်လေးမဖတ်ပြခင်မှာကျွန်တော်ပရိသတ်တွေထဲမှာရုပ်ရှင်ကြည့်ပြီးတော့အနာယူတတ်တဲ့သူတွေများ ပါခဲ့တယ်ဆိုရင်ကျွန်တော် Telegram ထဲမှာ movie channel လေးတခုထောင်ထားတယ်ဆိုတဲ့အကြောင်းလာရောက်အကြောင်းကြားပေးတာပါတကယ်လို့စိတ်ဝင်စားတဲ့သူတွေများရှိခဲ့တယ်ဆိုရင်လည်း description ထဲမှာကျွန်တော် Telegram channel link လေးကိုထည့်ထားပေးပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့စာပိုက်လေးကိုစာလိုက်ရအောင်ပါခင်ဗျာ we the digana လုံကြီးထုံလို့ရဲ့အကျိုးအဖြစ်ကိုသုံးသပ်ခြင်းဩဇာအာဏာကိုတေချာမြင်းမြန်အောင်ထိန်းချုပ်နိုင်ဖို့အတွက်အချို့သောအုပ်ဆောင်တွေကလူထုကိုလက်နက်ကင်ဆောင်ကွင်းပိတ်ပင်တက်ကြပါတယ် မြို့နယ်တွေကိုလည်းအစိတ်အပိုင်းခွဲကြအုပ်ချုပ်စေတယ်။အုပ်ချုပ်မှုရန်ရဲရနဲ့အလံဝေးတဲ့အထီးဖြစ်အောင်လှုပ်ပြတတ်တယ်။ဒေါ်လန်ပုံကန်လာနိုင်ကြီးရှိခဲ့ရင်တန်ရရဖြစ်မှုနဲ့တုတ်တင်ရှင်းလင်းပြစ်တတ်တယ်။ကာကွယ်ရေးဆိုင်ရာရဲတပ်တွေရဲတိုက်တွေခံတပ်တွေတိစောက်တယ်။တချို့ကြပြန်တော့အဲ့ဒီရဲတိုက်တွေခံတပ်တွေကိုပဲပြန်ဖြိုဖျက်ဆီးပြစ်တယ်။ဒီလှုပ်ထုံတွေနဲ့ပတ်သက်လာရင်ဘယ်သူကမှတိတိပပအပြေပေးထားတာမျိုးမရှိသေးပါဘူး။ ဒါကြောင့်အနှစ်ချုပ်ပြီးရင်လူရင်းကိုပုံလွှဲအောင်တုံးသက်သွားပါမယ်။အုတ်ချုပ်ခံ နောက်လိုက်တွေကိုလက်နဲ့ကင်ဆောင်ခွင့်ပိတ်ပင်လိုက်တာမျိုးကိုဘယ်အုတ်ဆောင်ကမှမလုပ်သင့်ပါဘူး။အကြောင်းကတော့လူတို့ကိုလက်နဲ့တက်စင်ဖို့အရေးမလွယ်ကူခြင်းကြောင့်ဖြစ်ပါတယ်။အုတ်ဆောင်ဖြစ်နေချိန်မှာလူတို့ကိုလက်နဲ့တက်စင်ပေးလိုက်ရင်အဲ့ဒီလက်နဲ့ကင်တိုင်းကကိုလူတွေဖြစ်လာပြီးစန့်ကျင်ဘက်လူတွေတောင်မှကိုဘတ်တော်သားဖြစ်လာနိုင်ပါတယ်။ကိုဘတ်တော်သားတွေအားလုံးကကိုရဲ့ထောက်ခံသူတွေဖြစ်လာမယ်။ ထောက်ခံသူဂိုင်းကအုတ်ချုပ်ခံလူလူဖြစ်လာမယ်။ကိုဘတ်တော်သားတွေအားလုံးကကိုရဲ့ထောက်ခံသူတွေဖြစ်လာမယ်။ထောက်ခံသူတိုင်းကအုတ်ချုပ်ခံလူလူဖြစ်လာမယ်။လူတိုင်းကိုတော့လက်နက်တက်စင်ပေးဖို့ရမလွယ်ပါဘူး။ဒါပေမဲ့တန်နိုင်တဲ့အရင်အမြင့်ပမာဏတစ်ခုအထိအရေးအတွက်ပြည့်ပြီးအောင်လက်နက်တက်စင်လိုက်တာက မကောင်းတာမရှိမဖြစ်စေနိုင်ပါဘူး။လက်နက်ကန်ဆောင်ခွင့်ရှိနေပါလျှက်နဲ့လက်နက်သိမ်းပိုက်ခြင်းတွေလုံလိုက်ရင်တော့ရန်သူမွေးရာကြာသွားနိုင်ပါလေ။ အုပ်ချုပ်ခံကိုမယုံကြည်လို့သာအုပ်ဆောင်ကအခြေခံရပိုင်ခွင့်တွေကိုပိတ်ပင်တာဖြစ်ပါတယ်။အုပ်ချုပ်ခံတွေအပေါ်အုပ်ဆောင်ရဲ့ယုံကြည်မှုယုံနယ်လာတာနဲ့အမျှစူပူတောင်းကျမှုတွေတောက်ဆက်တွဲတွေလိုက်လာပါမယ်။အခြေခံလွတ်လပ်ခွင့်နဲ့ရပိုင်ခွင့်တွေမရှိတဲ့လူလူအနေနဲ့တင်းကျပ်စွာဖိနှိပ်တဲ့အုပ်ဆောင်ကိုရေရှည်တီးခံရမှာမဟုတ်ပါဘူး။ဒါကြောင့်ရန်သူဘုံမလို့အပေမဝေးမြူပါနဲ့။လူလူကိုလက်နက်ကင်ဆောင်ခွင့်ပြုပါ။ဖြစ်နိုင်ရင်လူလူကိုလက်နက်တက်ဆင်ပေးပါ။ ဒါမှသာလူလူတရက်လုံးကမိမိရဲ့ဘတ်တော်သားအစ်စ်ဖြစ်လာပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးတမိုင်းအစဉ်အဆက်တာရကတွေရှိပြီးသားပါ။သို့တော့နေမည်အစ်စ်ကိုတင်းယူလိုက်တော့မှအုတ်ချုပ်ခံအစ်စ်တွေကိုလက်နက်ကင်ဆောင်ခွင့်ချက်ချင်းပေးလို့မဖြစ်ပါဘူး။လက်နက်ကင်ဆောင်ခွင့်ကိုတော့ပိတ်ပင်ရပါမယ်။အချိန်တခုလုံလောက်စွာစောင့်ဆိုင်ပြီးအဆိုပါနေမည်ရဲ့တစ္ဆာရှိမှုအဆိုပါနေမည်တရက်တစ္ဆာရှိမှုတည်ငြိမ်သွားမှသာအခြေခံအခွင့်အရေးများအားလုံးကိုပြန်လည်ခွင့်ပြုရပါမယ် ဖလော်ရန့်စ်ကဗစ်တိုးရီးယားကိုထိန်းချုပ်ဖို့အတွက်ပီဇာကနေခံတတ်ထားပြီးဂိုင်းခွဲအုပ်ချုပ်ရင်အလုပ်ဖြစ်မယ်ယူဆခဲ့ဘူးပါတယ်။ဘ ഹു အစိုးရလက်အောက်မှာရှိသမျှမြို့တိုင်းကိုစိတ်ပိုင်းလိုက်ပြီးဂိုင်းခွဲအုပ်ချုပ်တော်နေမြေကို အကောင်းဆုံးထိန်းချုပ်နိုင်ရမယ်အစားအီတလီရဲ့တဘာဝအတိုင်းအတင့်တော်ဆုံးဖြစ်တဲ့တလောက်အလုံးမဖြစ်ခဲ့ပါဘူး။ဂိုင်းခွဲအုပ်ချုပ်တိုင်းလူလူအနေနဲ့ကိုအမည်အလိုက်ကွဲပြားစွာခံယူခွင့်ကိုပေးလိုက်နိုင်ပေမဲ့စိတ်ဝမ်းကွဲမှုပိုဖြစ်စေပါတယ် အကယ်၍ရန်သူကခြေကပ်လာတဲ့အချိန်လူများစုဘက်ကရန်သူနဲ့ပူးပေါင်းလိုက်ရင်လူတွေစုကဘယ်လိုလုပ်ပြီးဘုံရန်သူကိုဖြိုခွဲနိုင်တော့မလဲ Venus သားတွေလည်းဒီလိုပြဿနာတွေနဲ့ကြုံတွေ့ဘူးလေ Gufat မြို့နဲ့ Gibel လင်းမြို့တွေကိုအုပ်ချုပ်ခဲ့တော့ကပါဒါပေမဲ့တေချာကိုင်းတွေခဲ့လို့ပြဿနာဖြစ်ရမယ်အစား Venus အတွက်အကျိုးပိုဖြစ်စေခဲ့ပြန်ပါတယ်ဂိုင်းခွဲအုပ်ချုပ်တာဟာတင်းကွင်းအောင်ရန်သူအင်အားကိုဖြိုထားခြင်းတစ်မျိုးပါ တိမ့်ပိုက်ထားတဲ့နေမြေတခုကိုလုံးဝစီးလုံးညှို့ခွင့်မပေးပဲတိမ့်ခွဲအောင်ဂိုင်းခွဲပြီးကိုစီအမြင်မတူမှုအပေါ်ကွဲပြားသည့်အလျောက်ရန်ညှို့ရန်စားများနဲ့အလုံးရှုပ်စေပြီးဘဟုအစိုးရအပေါ်အာခံဖီဆန်မှုတွေမရှိအောင်တဖက်နဲ့အမျက်ယူအုပ်ချုပ်နေဖြစ်ပါတယ်အစိုးပိုင်းကာလမှာအလုံးဖြစ်တဲ့လောက်ရေရှည်မှာအလုံးမဖြစ်နိုင်ပါဘူးဗိုင်လာမျိုးကိုတိမ့်ပိုက်နိုင်ခဲ့တော့ဒေသခံလူအများစု အုပ်စုကဥဆောင်လက်လန်းပြည်သူများမျိုးတွေကိုကိုပိုင်အုပ်ချုပ်ရေးနဲ့တံပြန်ထိန်းချုပ်သွားတာမျိုးဖြစ်ခဲ့ပါတယ်။ဂိုင်းခွဲအုပ်ချုပ်ရေးမူဝါဒတွေဟာအခြေအနေအလိုက်ကောင်းမွန်တဲ့မူဝါဒဖြစ်ပေမဲ့အုပ်ဆောင်ရဲ့လုပ်ပိုင်ခွင့်အပေါ်ဒါရိုက်အင်အားချိနဲ့ဈေးတက်ပါတယ်။ဒါကြောင့်တည်ငြိမ်အေးချမ်းနေတဲ့အခြေအနေမှာလုံးဝမကျင့်သုံးရလူမှုကိုဒါရိုက်ကင်တွယ်မှုမဖြစ်နိုင်တဲ့အခြေအနေမှာဒါဒိန်ခွဲအုပ်ချုပ်ရေးနဲ့ကုတ်ခဲရပါဘူး။ အရေးပေါ်ကာလမှာဒီလိုအုပ်ချုပ်ရေးဟာအန္တရာယ်အကြီးဆုံးဖြစ်ပြီးအကျိုးတင်ဆုံးလည်းဖြစ်နိုင်ပါတယ်။ဘယ်အုပ်ရှောင်မဆိုစက္ကန့်နဲ့သူပဲဖြစ်ဖြစ်အာဏာရရေးကြိုးစားရတဲ့သူပဲဖြစ်ဖြစ်မိမိတို့ရဲ့ဂုဏ်သတင်းကိုကြော်စောအောင် လုပ်ရပါမယ်။ဒါဟာရန်သူကိုမြားနီလို့ခေါ်ပါတယ်။ရန်သူကိုတွားတိုက်ခြင်းနဲ့ရန်သူကိုလာတိုက်အောင်လုပ်နိုင်ခြင်းကအင်အားချွေတာနည်းပဲဖြစ်ပါတယ်။အင်အားချွေတာထားမှသာရန်သူတပ်မိမိဟာ ခြေတလန်းပို့ပြီးတော့နေရမှန်အနေအထားမှန်မှတည်တည်ငြိမ်ငြိမ်နေနိုင်မှာဖြစ်ပါတယ်။ရန်သူကိုကိုဖန်တီးထားတဲ့ကွယ်အောင်အမြဲရှိနေပါသည်။မိုးအောင်လှုပ်ပြီးလာပါသည်။ချစ်အောင်လှုပ်ပြီးဝေးဝေးနေဆိုတဲ့ဇာတ်ဟာအုတ်ဆောင်လို့အတော်ပဲဖြစ်ပါတယ်။ဒါကြောင့်ကြော်စိုးခြင်းကလည်းနတ်နတ်တမျိုးပဲဖြစ်ပါတယ်။တန်ရရှိခြင်းဟာတစ္ဆာရှိခြင်းထက်တန်ဖိုးကြီးရဲ့ဇီယာနာကိုပန်ဒိုဖိုဘက်ထရူချီအုတ်ချုပ်ခဲ့တော့က တစ္ဆာရှိလူတွေကိုပဲပတ်လည်ဝိုင်းနေပြီးအုပ်ချုပ်ခဲ့တာမဟုတ်ပါဘူး။တန်တရားဖြစ်စရာလူတွေကိုပဲထားပြီးအုပ်ချုပ်ခဲ့တာပါ။တန်တရားရှိခြင်းကဝေကွဲမရခြင်းကိုဖြစ်စေပေမဲ့ဆုံးဖြတ်ချက်တွေကိုအလွယ်တကူမချမှတ်စေပဲအချိန်သုံးသက်ဆင်ခြင်စေတာကြောင့်ပြဿနာတိုင်းကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့အစွမ်းရှိစေတတ်ပါလေ။ကိုယ့်အပေါ်မထောက်ခံတဲ့လူတွေကိုအနိုင်ရဖို့ကမခက်ပါဘူး။မိမိအာနာရတာနဲ့တပြိုင်နက်သစ္စာခံလို့တဲ့သူတွေချီးကပ်လာမှာပါ။ ဒါပေမဲ့ကိုရိုင်းကလည်းတန်လျာရှိရသူကို့အပေါ်လည်းမယုံကြည်သူတွေကိုသာအတုံးချမယ်ဆိုရင်အတိတရားတတိတရားကြီးနေရမှာဖြစ်တဲ့အတွက်အတိတရားကိုမြင့်တင်ပေးနိုင်မှာအသေးကြပါဘယ်တော့မဆိုကိုเจ้าဖြစ်တဲ့ပုံစံမပေါက်ပါစေနဲ့တဘာလူတို့ရဲ့ကူညီမှုကြောင့်ဖြစ်လာတဲ့အသွေးပုံဖန်းပါဒါမှသာလူတို့အမြင်မှမမိရဲ့အရင်အချင်းကပုံမှန်ဖြစ်နေမှာဖြစ်ပါလေလူတို့ကိုအခွင့်အရေးပေးရင်လေဂယုနာရှင်အသွေးပုံမဖန်းရ ရခဲအုပ်ရှောင်တက်အနှဲငယ်သာပို့ပြီးတော့လှုပ်ပါတာပြီးတော့လည်းမသွားစေရဘူးအပြောင်းလဲတိုင်းကောင်းတော့လေအပြောင်းလဲတိုင်းကအုပ်ရှောင်တိုင်းနဲ့မသက်ဆိုင်ပါဘူးပြောင်းလဲမှုကိုလိုလားသလားငကိုအတိုင်းဖြစ်လို့စိတ်ကိုလူမှုတိုင်းတောင်းတတတ်ပါလေဒါကြောင့်မဟာမိတ်ဟာအရေးကြီးတယ်ခန္ဓာကိုရှိထားပြီးအန္တရာယ်တွေကိုကြိုတင်ကာကွယ်တာကကောင်းပါလေဒါပေမဲ့ဖြစ်နိုင်ချေအားလုံးကိုကြိုမြင်ပြီးရေရူရေရှိပြက်တနာအယက်အယက်အတွက် ်တင့်ဖြစ်နိုင်မယ်။ဒါပေမဲ့ရံပန်းရံခါမှာအကာအဝယ်ကိုပြိုပြတ်ထားခြင်းကပဲအကောင်းဆုံးကာကွယ်မှုဖြစ်နေတတ်တယ်။နီကိုလိုဗီတယ်လီဆိုရင်စီတာဒီကက်စတဲလိုမှာခံတဲ့နှစ်ခုလုံးကိုပြိုပြတ်ပြီးမြို့ကိုသာရောက်အောင်ထိန်းခဲ့တာကြောင့်ရန်သူတို့ရဲ့တက်ဆွဲမှုကနေကာကွယ်နိုင်ခဲ့ပါတယ်။စီဇာရီဘော်ဂျီယာတိမ့်ပိုက်ထားတဲ့နေမျိုးကိုဂွီတိုဘယ်တိုပြန်တိမ့်ပိုက်တော့တက်ဆွဲစရာကန်တက်တစ်ခုမှမကြံလို့တက်ပြန်ဆုတ်ခဲ့ရတဲ့တာရကရှိပါတယ် ဘိုလုံညာမှာဘန်ဒီဘိုလီယိုဘန်ဒီဘိုလီယိုမိသားစုအာနာပြန်ရလာတော့လေအဲ့ဒါလိုပါပဲခန္ဓာပြင်ဆင်ခြင်းဟာအခြေအနေပုံမူတည်ပါတယ်ရှိနေခြင်းကအကျိုးဖြစ်နိုင်တယ်လို့အနေရလည်းဖြစ်နေတတ်တယ်အကြောင်းကိုခံအကျိုးတင့်တင့်ဆုံးဖြတ်ကင်တွင်နိုင်ရမယ်ဒိုင်းတစ်ပါးအနေရထက်လူမှုကိုပိုကြောက်နေရရင်တော့ခန္ဓာကိုတိဆောက်ထားမှသာအဆင်ပြေပါမယ်လူမှုထက်တိုင်းတစ်ပါးအနေရကိုကြောက်နေရရင်တော့ခန္ဓာကိုတိဆောက်ထားတာက အဆင်ပြေဆုံးမှာ Francesco Sforza တည်ဆောက်ခဲ့တဲ့ခန္ဓာဟာသူ့အုပ်ချုပ်ရေးကိုကာကွယ်နိုင်မှုအတွက်ရည်ရွယ်ခဲ့ပေမဲ့တကယ်တမ်းခန္ဓာကိုကောင်းကောင်းအသုံးချနိုင်ခဲ့တာက Sforza ကိုစက်ကျင်တဲ့ရန်သူတွေပဲဖြစ်ပါတယ်။ခန္ဓာဟာခံဘက်ကဖြစ်တာ ဖြစ်တာကြောင့်အုပ်ဆောင်အတွက်အကျိုးလုံးဝမရှိပါဘူး။အရှောင်အတဲအတွက်ခေတ္တနာခိုရာဖြစ်ပေမဲ့အခြေအနေအလိုက်အလင်းသင့်အသုံးချတတ်ရပါမယ်။ဥပမာဖိုလီရဲ့နယ်စားမှ ကက်တရီနာစပေါ်ဆာဆိုရင်သူ့လင်တော်မောင်နေစားကြီးဂီရိုလာမိုအီရာရီယိုတက်ခိုင်ကတော့ကန်တက်တခုလေဝင်ပုံဒီတဲလို့လားအသက်ဘေးကလွတ်မြောက်သွားခဲ့ရတာပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမိမယ့်စာအုပ်လေးကတော့ကန်နဝင်အောက်ရှောင်းမင်းသားလှုပ်ထုံးချမ်းစာအုပ်အပိုင်း၉ပဲဖြစ်ပါတယ်အသက်ရှင်ခဲ့လို့သာမီလန်က လာပြီးခဲ့တဲ့အကူအညီနဲ့နေမြေအတွင်းဘီလူလူထုကိုအကူအညီပါစာနိုင်ခဲ့ပါတယ် ခန္ဓာဟာအခြေအနေအလိုက်အသုံးချမှုအတိုင်းအတာကွာပါတယ်။ပြောရရင်စီဇာရီဘိုဂျီယာလာတိုက်တော့အဲ့ဒီခန္ဓာကဘာမှအသုံးချတာလုပ်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်လုံခြုံရေးအတွက်ဉာဏ်ရှင်ပြီးတော့စဉ်းကျင်ပါ။အေကဝိတာကဏလေးစားခံရအောင်ဘယ်လိုလုပ်မလဲ။စီရီအရာအောင်မြင်မှုကြီးတဲ့နိုင်ငံရေးအလှည့်အပြောင်းကိုစွမ်းဆောင်နိုင်မှလူမှုရဲ့လေးစားကြည့်ပြီးမှုကိုရတတ်ပါလိမ့်။ လက်ရှိစပိန်အီဂရစ်အာရဂွန်ပါတီနဲ့ဆိုရင်ခရီးယန်တိုင်းပြည်တွေတဲကမှအထူးကျုံဆုံးအုပ်ဆောင်ဖြစ်ပါတယ်။အာနာရခဲ့တော့ကအင်အားချိနေခဲ့သလောက်အချုပ်အချာအာနာကိုပြည်ပြင်းစွာကျင့်သုံးနိုင်ခဲ့ပြီးနောက်ပိုင်းအောင်မြင်မှုတွေနဲ့စံထားလောက်စရာအမှတ်တိုင်တွေကိုထူထောင်နိုင်ခဲ့တာထူထောင်နိုင်ခဲ့တဲ့ပြိုင်ဆန်ရှာအုပ်ဆောင်မျိုးဖြစ်ပါတယ်။ဂရနာဒါကိုကျူးကျော်တိုက်ခိုက်ပြီးအုပ်ဆောင်ဘဝကိုစတင်ခဲ့တယ်။သိမ့်ပိုင်နိုင်ခြင်းကပဲခိုင်မာတဲ့အုံမြင့်ချတယ်လို့ဖြစ်ခဲ့တယ်။ ပြည်တွင်းအေဂျင့်တည်ငြိမ်ရေးကိုဦးစားပေးသူဖြစ်တဲ့အတွက်ပြပစွပ်ဖတ်မှုကိုအတူတားဆီးခဲ့တယ်။ပြည်တွင်းရေးကိုဦးစားပေးဖြေရှင်းရမှာအကြီးဆုံးအကြီးဆုံးစိန်ခေါ်မှုကကက်တယ်လီယန်နယ်စားပြဿနာဖြစ်ပြီးပရိပခအဖြစ်မခံခဲ့ပါဘူး။မငြိမ်မသက်ဖြစ်တိုင်းပြဿနာရေးချိန်ကို အနေငယ်စီဖြေရှင်းပြီးဘယ်တော့မှဆိုအောင်မြင်မှုသာရအောင်လုပ်တဲ့နည်းနဲ့လူမှုထောက်ခံမှုကိုရယူခဲ့ပါတယ်။အတင်းတော်နဲ့အကောက်ကွန်ကရသမျှဘန်နာကိုစစ်စရိတ်အဖြစ်သုံးဆွဲပြီး စစ်ပွဲတိုင်းကိုအချိန်ဆွဲတိုက်ချင်းနဲ့ရန်သူအင်အားကိုပြုံးပစ်စေပြီးအနိုင်ယူတတ်သူပါအချိန်ကြာမြင့်စွာစစ်တပ်အင်အားကိုဖြစ်တင်းခဲ့တာကြောင့်လဲစစ်တပ်ရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိသူဖြစ်ပါတယ်စစ်တပ်ကိုလုံးဝအောက်သုံးချုပ်ကိုင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့အသေးတော်ရဲ့ထောက်ခံမှုတွေငယ်ချဲ့ရေးကျူးကျော်တိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်လှုပ်ဆောင်ခဲ့တယ်အရက်ဆက်ဆုံနီလန်းတွေတုံးပြီးစစ်ပြုတ်တလောင်းသဘောထားကြီးပြပြီး ရက်ရောသူအဖြစ်ဟန်ဆောင်ကောင်းတဲ့အုပ်ဆောင်မျိုးပါမာရာနိုဂျူးလူမျိုးတွေရဲ့ကျွဲဝချမ်းသာမှုကိုတိမ့်ပိုက်ပြီးလူမျိုးစုတစ်ခုလုံးကိုလည်းနယ်နယ်နံပေးသူပါမထင်မှတ်ထားတဲ့ရွှေကွက်ကြီးဖြစ်နေခဲ့တာကြောင့်အိန္ဒိယနိုင်ငံများရဲ့အုပ်ဆောင်တွေတော့အံ့ဩသင့်နေခဲ့ရတာပါဘာသာရေးကိုမျက်နှာပန်းပြပြီးအာဖရိကကိုကျူးကျော်ပါတယ်နောက်အီတလီဘက်လှည့်ပြီးပြင်သစ်နဲ့စစ်ဖြစ်ပါတယ်စင်စမ်းမပြတ်စစ်ပြုတ်ရေးနဲ့ဆက်အောင်နိုင်ရေးကိုသာအာယုံဆိုင်သူဖြစ်ပြီးကျွဲဝချမ်းသာမှုတွေကို မျှဝေပေးသူဖြစ်တာကြောင့်လူသူရဲ့ကြည်ပြူမှုကိုအထူးရသူဖြစ်ပါတယ်။ကျူးကျော်စစ်တစ်ခုပြီးတစ်ခုအောင်မြင်မှုတစ်ကြိမ်ပြီးတစ်ကြိမ်ကြားခဲ့ပေမဲ့နိုင်ငံရေးသဘာဝအတိုင်းကောင်းခြင်းပဲအမြဲမဖြစ်မနေခဲ့ပါဘူး။ဒါပေမဲ့ပြိုင်မမရှိအောင်အရင်အမြင့်တိုးပွားလာသူတိုင်းကိုဖိနှိပ်ထားခြင်းနဲ့ကာကွယ်ခဲ့ပါတယ်။ဒီတွင်ပရိပက္ခတွေကိုအကောင်းဆုံးဂိုင်းတွယ်ပြီးတော့ဖြေရှင်းပြတဲ့နည်းနဲ့လေလူလူရဲ့ထောက်ခံကြည်ပြူမှုကိုရယူနိုင်ခဲ့ပါတယ်။မီလန်က ဘာနာဘူးဗစ်ကွန်တီလောက်ခဲ့တယ်လို့ပါပဲနိုင်ငံရေးလောကမှာဘလောက်ပဲထူးချုံပြောင်ပြောက်တဲ့အရာတွေလုံနိုင်ပါသေးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်စုပေးတံပေးစနစ်အတိုင်းအရာအလုံးကိုဂိုင်တွေ့ရပါမယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လူတို့အမြင်မှာအုတ်ဆောင်ဟာတူမတူစံထားလောက်စရာ ကောင်းအောင်လုပ်နေတယ်လို့ပဲဖြစ်နေရမယ်နိုင်ငံရေးမှာမိတ်ဆွေလည်းမရှိတယ်လို့ရန်သူလည်းမရှိပါဘူးအများကျုံနဲ့ကိုယ့်အကျိုးနှစ်ပတ်မြတ်အောင်လေးယူရရင် မူဝါဒကိုလက်ဆွဲနိုင်မှအောက်ရှောက်ကောင်းပြီးတာနိုင်ပါမယ်။လေးရွာရိမ့်မူဝါဒဟာဈာနေဝါဒဆန်တဲ့လောက်တိုင်းပြည်အပေါ်အကျိုးအမြတ်ပို့ထွက်စေနိုင်ပါတယ်။ဥပမာအင်အားကြီးအိမ်ကြီးချင်းနိုင်ငံတွေကစစ်ဖြစ်နေတယ်ဆိုပါစို့။ဈာနေဝါဒနဲ့ဘေးရှောင်နေခဲ့ရင်ရှုံးတဲ့တိုင်းပြည်နဲ့ဖြစ်စေအနိုင်ရခဲ့တဲ့တိုင်းပြည်နဲ့ဖြစ်စေတန်တမန်ဆက်ဆံရမှာအခက်အခဲရှိနိုင်မှာမဟုတ်ပါဘူး။သောမဟုတ်ရင်တော့ဘတ်ရွေးပြီးအနိုင်ရအောင်တိုက်ခိုက်ရပါလိမ့်မယ် ဟိုဘက်ပါလိုက်ဒီဘက်ပါလိုက်လုံနေရခဲ့ရင်အနိုင်ရတဲ့ဘက်ကမိမိအပေါ်ဖိအားပေးပြီးတိုင်းရေးပြီးရမှာဝင်ရောက်ဆုတ်ဖက်နိုင်ပါလေရှုံးတဲ့နိုင်ငံဘက်ကလည်းမိမိအပေါ်ယုံကြည်မှုမရှိတော့တဲ့အတွက်ကောင်းမှုချောမွေးတဲ့ဆက်ဆံရေးနဲ့ရည်ရှိလက်တွဲလို့ရမှာမဟုတ်ပါဘူးအီတူလီယန်အမိန့်နဲ့ယောမတွေကိုတိုက်ခိုက်ဖို့ဂရိအထိအန်ဒီရိုချိုးစ်ကိုဆီလွတ်ခဲ့တော့ယောမတွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့အာကီယန်တွေစီကိုတန်တမန်ဆီလွတ်ပြီး ကြားနေဖို့ပြောခိုင်းလိုက်ပါတယ်။ဒါပေမဲ့တပတ်လှည့်မှာယောမဘက်ကအာကိယန်တွေကိုစစ်တိုက်ဖို့တိုက်တွန်းနေခဲ့တယ်။အန်ဒီယိုးချုပ်ရဲ့တမန်တန်တမန်စကားကိုအာကိယန်တွေကနားထောင်ပြီးအကြီးအကျယ်ညင်းခုံဆွေးနွေးကြတယ်။အဲ့ဒီတော့ယောမတန်တမန်ကထွာပြောလိုက်တာကကြားနေခြင်းနဲ့နေပါဘလို့ပဲဖြစ်ဖြစ်အာကိယန်ကိုဘယ်သူကမှကြားနေလို့ကျေးဇူးတင်မဲ့သူမရှိသလိုအနိုင်ရတဲ့ဘက်ကလည်းဘန်နာအဖြစ်သိမ့်ပိုက်အောင်ပါပါပဲ။ မဟာမိတ်မဟုတ်တဲ့သူတိုင်းကကိုကိုကြားနေဖို့အကြံပေးကြမှာဖြစ်ပြီးမဟာမိတ်တိုင်းကစစ်ဝင်မှုအမြဲပြောတတ်ကြတာကနိုင်ငံရေးသဘာဝဖြစ်ပါတယ်အန်ဒီရယ်ကိုရှောင်းလုံစိတ်များပြီးစင်ကြယ်မှုအားနည်းတဲ့အုပ်ချုပ်တွေကပြဿနာစရုံနဲ့ကြားနေဖို့ဆုံးဖြတ်တတ်ကြပါတယ်ဆုံးဖြတ်ချက်ကိုစောလျင်စွာဆုံးဖြတ်လို့ဒုက္ခကြီးကျယ်ရောက်ခဲ့ကြတဲ့တပိုင်းဖြစ်ရတွေကလည်းမနည်းပါဘူးရဲဝံစွာနဲ့ဘန်းနှစ်ဘက်မှာတစ်ဖက်ကိုတီတီပါပါပူးပေါင်းလိုက်ရင် ဘူးပေါင်းခံလိုက်ရတဲ့သူကကိုယ့်အပေါ်ကျေးဇူးကျွေးရှိသွားမှာပါ။ဒါကြောင့်ရှုံးသွားခဲ့ဒီဖြစ်စေနိုင်သွားခဲ့ဒီဖြစ်စေကိုယ့်ကိုမေးရောနေတော့မှာမဟုတ်ပါဘူး။စီစနေကြလောက်တိုင်းလည်းအောင်မြင်မှုကိုမရနိုင်တယ်လို့တရားမျှတမှုနဲ့ဖြစ်လို့ရာကိုဖြစ်စေခြင်းတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။အကယ်၍ကိုမဟာမိတ်ကရှုံးနေခဲ့မယ်ဆိုရင်မဟာမိတ်ဆက်လက်ဖြစ်တည်ဝင်ရနေမှာဖြစ်ပြီးကံစိုးခြင်းကကံကောင်းခြင်းဖြစ်လာနိုင်ပါသေးတယ်။အင်အားကြီးနိုင်ငံမဟုတ်တဲ့အိမ် မြင့်နိုင်ငံစစ်ဖြစ်နေခဲ့ရင်လည်းလိုအပ်ရင်ဗိုက်ရွေးပြီးရက်တီပါ အမဲချားနေတဲ့နိုင်ငံရဲ့အနာဂတ်ဟာဒေတာတွေနိုင်ငံရဲ့အလက်အပြောင်းကြီးမားလာခဲ့ရင်အထင်အောင်ဂလင်းစားချီခံရတတ်ပါတယ်အင်အားကြီးသူကိုကတ်တင်နေကတ်ပါအင်အားငယ်သူကိုကူတင်နေကူပါရည်သူဖြစ်ပြမှုကိုပဲမြင်တွေ့တရားနဲ့မဆုံးဖြတ်ရပါဘူးရေရှည်ကိုပုံတွေးပြီးတော့ဆုံးဖြတ်ပါရန်သူကိုနိုင်ကျင်ဆုံးနဲ့အင်အားကြီးသူကိုမဟာမိတ်မဖွဲ့ရပါဘူ မဖြစ်တဲ့အဆုံးမလောက်ပါသို့မဟုတ်ရင်အင်အားကြီးနိုင်ငံရဲ့လောင်းရေးကံဖြစ်သွားနိုင်ပါတယ်အင်အားကြီးနိုင်ငံတွေအကြားမှာဂျားနေချင်းကပန်ကန်နေလို့ယူဆနိုင်ပေမဲ့အချင်းကြာလာတဲ့အမြအဆိုပါနိုင်ငံတွေရဲ့များဦးကကိုယ်ပါလှည့်လာနိုင်ပါတယ်မီလန်ကိုတိုက်ပွဲအတွက်ဖင်နစ်သားတွေကပြင်သစ်တဲ့မဟာမိတ်ဖွဲ့ခဲ့ကြတယ်မဖြစ်ခဲ့တဲ့မိတ်ဖွဲ့ဘူးမျိုးဖြစ်ပြီးအန်ရဲ့အလွန်ကြီးတဲ့ရွှေဘွက်ဖြစ်ပါတယ် အဲ့ဒါလိုပဲ Florence ကယဟန်မင်းနဲ့စပိန်ကိုမဟာမင်းခွဲကြတယ်မဟာမင်းဖွဲ့ခဲ့ကြတယ် Lombardy ကိုသိမ်းပိုင်နိုင်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပါထုတ်ခံရပြီးလောင်းရည်အောင်တိုင်းတစ်ပါးဩဇာကနိုင်ငံကြီးဖြစ်သွားခဲ့ရတယ်ဒါကြောင့်အုပ်ချုပ်မှာပဲတော့မစိုးဆုံးဖြတ်အတိုင်းအလုံးကြုံဆုံးဖြစ်နိုင်မှာပေါ့အရင်စင်ချင်မှာအန်ဒီရဲ့အကြီးဆုံးကိုပြောမြင်ပါအချင်းအနီအားလုံးကိုခြုံငုံတုံးတက်ပါပြီးမှရက်တီလိုတဲ့မူဝါဒကို ဆုံးဖြတ်ပါ စိတ်အထင်မှာကောင်းနိုင်ဖြစ်လိမ့်မယ်လို့တစောက်ကမ်းမယူစရပါဘူးသူတစ်ပါးရဲ့အောင်မြင်မှုကိုမူတည်တာဘွားနိုင်ခြင်းကအိုရှောင်းနိုင်လိုက်နိုင်ရမယ့်အခြေကောင်းဖြစ်ပါတယ်အငြိအချင်းရှိပုံကိုယ်တိုင်းရဲ့စွမ်းဆောင်နိုင်မှုအားလုံးကိုအတိအမှတ်ပြုနိုင်ခြင်းကအာနာအထွတ်အရေးအမြင့်စုဆောင်ဖြစ်ပြီးအစိုးပါပညာရှင်အသီးသီးကိုချီးမြှောက်အားပေးခြင်းနဲ့ဘတ်တော်သားအဖြစ်ပြောင်းရမယ်သူဥုံသူပြောင်မြောက်သူပညာရှင်စားတဲ့ပုံကိုအသီးသီးရဲ့ဒနာဥစ္စာကို ထူးကာကွယ်စောင့်ရှောက်ပြီးလုံခြုံမှုရှိအောင်ဖန်တီးပေးပါမိမိရဲ့တည်တတ်မှုကို၎င်းတို့ကတစ္ဆာခံမှုနဲ့ခြေစုပ်ဆက်ပါလိမ့်မယ်လိုအပ်ရင်အကွန်ရှောင်ခွင့်စားသဖြင့်အထူးအခွင့်အရေးတွေကိုပေးတင်တန်းပေးတန်တင်ပေးရပါမယ်လူလူအချင်းချင်းလေးစားအားကြောင်းလုပ်ပါထိုက်တန်သူကိုပေးကမ်းချီးမြှောက်စားတက်ကြောင်းလူလူသိနေပါသည်ပညာရှင်ကိုမချီးမြှောက်တဲ့အောက်ဆောင်ကအစိုးရပညာရှင်တို့ အပေါ်မတိတတ်မှုကြောင့်ပဲဆုံးရှုံးနေတာရတတ်ပါတယ်။ယာဒီအလိုက်အခါအလိုက်လူလူကိုပြောပွဲရှင်ပွဲများအကျင်းပါပေးပြီးလှုပ်လှက်စွာပြောခွင့်ပေးပါ။ဒါမြင့်တဲ့နေရာများကိုဒါမြင့်ပြီးခွင့်ပြုတဲ့နေရာများကိုအပြည့်အဝခွင့်ပြုပေးပါ။ဒါမှသာလူလူအမြင်မှာအောက်ဆောင်ကကြမ်းကြုတ်တဲ့သူမဟုတ်တော့ပဲလူသားဆန်သူရဲရောသူပညာကြီးသူအမျိုးအရှိသူဖြစ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဩဇာအာဏာအရှင်အဝါကိုလိုလားသူတိုင်းနားလေသူပြောင်းအရင်စူးစမ်းရပါမယ်။ ဒွာဝီတကေနဝန်ကြီးမတ်ရအဖျားပြချွေရန်သိမင်းရွေးချယ်ခြင်းကအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်အောက်ဆောင်နောက်ဝန်ရံကြတဲ့အပေါင်းအပါတွေရဲ့အရေးအချင်းအစစ်အတန်ဂုံဒရက်စတာတွေဟာအောက်ဆောင်နဲ့တိုင်ရိုက်ပတ်သက်ဆက်နွယ်နေတတ်တယ်အောက်ဆောင်ကအစစ်အတန်ရှိသူဖြစ်ရင်သူ့ရဲ့ချွေရန်သိမင်းတွေကလည်းအစစ်အတန်ရှိဂုံတရီကြီးသူများဖြစ်ရမယ်ခန့်အပ်သမျှဝန်ကြီးမတ်ရတိုင်းနဲ့တကယ်လို့ရေကိုင်းရှင်ရှိတဲ့အသိပညာရှင်အတတ်ပညာရှင်တွေဖြစ်ရမယ် အတနောမတိဗတ်လိုက်ပြီးရေပေါ်စီဂုံမတ်မောသူပေကိုနေရာမပေးရအလौထက်ဂုံရွက်ကို လိုက်စားသူများသာတစ္ဆာမတိတက်ပါအလौထက်ဂုံရွက်ကိုလိုက်စားသူများဟာတစ္ဆာမတိတက်ပါဦးအောက်ဆောင်ကိုကိုစားပြုလျက် တိုင်းကြီးပြီးအောင်ချုံမဲ့သူတွေဟာမဖြစ်မနေသူဂျုံပြောင်မြောက်သူတွေဖြစ်ရပါမယ်ကိုရိုင်ခန့်ထားရတဲ့မူကြီးမယောင်ဝင်ကြီးများဟာအရင်အချင်းမရှိ အချင်းပြတ်ချစားသူများဖြစ်နေရင်တပည့်မကောင်းဆရာကောင်း အောက်ကပြတ်သမျှအထက်ကခံရပါလိမ့်မယ်။စီရဲ့နာရဲ့ဝူကြီးအဖြစ်ပန်ဒိုဖူပဲထရူချီရွေးကောက်တင်မြောက်လိုက်တဲ့အန်တိုနီယိုဒါဗန်နဖရိုကိုလူတိုင်းသိကြပါတယ်။ရွေးချယ်မှုပန်တယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်အရာကမှထင်မှတ်ထားသလိုဖြစ်မလာတာကတဘာဝကြီးမှုဝန်ကြီးမှန်ရာမှာလည်းမတူညီတဲ့တဘာဝတော့ရှိပါတယ်။အခုအညီမယူဘဲအခွင့်အရေးရတဲ့သူ တခြားသူအခွင့်ကောင်းယူတာကိုမြင်တတ်သူအခွင့်ကောင်းယူလဲမယူတတ်တယ်လို့မြင်လဲမမြင်တတ်တဲ့သူတွေဖြစ်ပါတယ်အခွင့်ကောင်းယူတတ်တဲ့သူကသုံးချဖို့အကောင်းဆုံးဖြစ်ပြီးမြင်တတ်သူကိုသုံးစားလို့ကြပါတယ်မြင်လဲမမြင်ယူလဲမယူတတ်သူတွေကကြတော့အသုံးမချသုံးစားလို့မရပါဘူးဘန်နိုဖိုးကအခွင့်ကောင်းယူတတ်သူမျိုး မဟုတ်ပါဘူးဒါပေမဲ့မြင်တတ်သူဖြစ်တာကြောင့်အမှားအမှန်သုံးသပ်ပြီးကိုယ်ပိုင်ဝါရမကြတတ်ပေမဲ့ တခြားလူတွေရဲ့မူဝါဒကိုပြုပြင်ကိုပိုင်ဖြစ်အောင်ပြောင်းတက်သူပါ နောက်လိုက်တွေရဲ့အရေးအခြေအနေကိုကြည့်ပြီးနေရာတကျအသုံးချတတ်ရပါမယ်လူတယောက်ကိုအသုံးချတော့မယ်ဆိုရင်အဲ့ဒီလူဟာသူ့အတွက်မြင်တက်လားဒါမှမဟုတ်သူ့တခင်အတွက်ကိုပါမြင်တက်သူလားခွဲကြပါအတာဟိတဇယိုက်များပြီးပေးတန်တင်ပေးကျွေးတန်တင်မကျွေးတက်သူဆိုရင်အသုံးချလို့ရမှာမဟုတ်ပဲကိုဂျိုးရှာသူတက်တက်ပါ သူရဲ့မူဝါဒတိုင်းကတိုင်းပြည်အတွက်အနေရှိတယ်လို့အုတ်ဆောင်ရဲ့ပုံရိုက်ကိုထိကိတ်အုတ်ဆောင်ရဲ့ပုံရိုက်ကိုထိကိတ်ဈေးနိုင်ပါတယ်တိုင်းပြည်ကိုစီမံရတဲ့ဝန်ကြီးတိုင်းအုတ်ဆောင်အတွက်ရေးရှိအကျိုးကိုမျှော်ဖို့စဉ်းစားတက်ရမယ်အုတ်ဆောင်ကလည်းခန့်အပ်ထားသမျှဝန်ကြီးတိုင်းရဲ့လှုံ့ဆော်မှုအားလုံးကိုစောင့်ကြည့်ကုတ်ခဲ့ရမယ်စုပေးတံပေးစနစ်ကိုပြည်ပြောင်းကျင့်သုံးပြီးသူ့ဂျုံသူကိုမျှော်စားတံမျှော်စားပြီးရာသူဂုံကအစုံပေးအပ်ရပုံမှုကြီးလေးတဲ့တာဝန်မျိုး ထတ်တူးပေးအပ်ရမယ်။ကိုလက်အောက်မှာတောင်းဝန်ထမ်းဆောင်နေသည်မြနောက်ပါအားလုံးကိုကိုမမရှိရင်မဖြစ်အောင်ဖန်ဒီချုပ်ကြိုင်ပါ။ကို့အမားကိုထောက်ပြရင်အောင် ခွင့်လို့ပေးရမှာဖြစ်တယ်လို့ကိုမရှိရင်လည်းလုံရင်အောင်လုံကြိုင်ဝင်ပေးပါ။တိုးတော့လူဒီတက်ပိုလုံပိုင်ဝင်ကိုကြော်လွန်လုံကြိုင်ဖို့ကိုတားစီပိတ်ပင်ပါ။လူချင်းစိတ်ကိုပိတ်ပင်လိုက်ပါကအဝါစားထားသူကဟင်းကွက်မကြည့်ချင်တော့သလိုပြည်စုံအားထောက်ပံ့ပါ။လိုလင်းစုံပူလင်းဖြုံးနိုင်တဲ့အနေအထားပေးထားပါ။ ကိုစားစတင်ခံနိုင်တဲ့တစ္ဆာမျိုးရှိအောင်ပုံသွင်းပါအချင်းချင်းယုံကြည်နိုင်တဲ့အဘေးအယူထားရှိပြီးတဦးတယောက်ကိုမှယာနှုံးပြမယုံရနှစ်ဖက်အဘေးအယူမမျှလင့်တော့တစ်ဖက်ဘက်ကအဆုံးသတ်လှနိုင်မှာမဟုတ်ပါဘူးဒေဝီတကဏကက်ချင်းဖားခြင်းမှရှောင်းနီးမဖြစ်မနေဆွေးနွေးဖို့ကြံသေးတာက အမျော်အမြင်ကြီးဉာဏ်ပညာထက်မြတ်တဲ့အုတ်ဆောင်ကလွယ်ရင်ရှောင်းကွင်းရခဲ့တဲ့အနေမျိုးဖြစ်ပါလေအဲ့ဒါကတော့ကက်ချင်းဖားခြင်းပါပဲ ဘာရမဟုတ်တဲ့အောင်မြင်မှုလေးကိုတော့ယဉ်ကျေးခွင်ကျေလုံးချီးကျူးကုန်ပြတ်တနေတဲ့ကပ်ဖားရက်စားကောင်နဲ့အများကြီးနဲ့တွေ့ရကြုံရဆုံရအောင်ပါပါလူအများစုကအတလို့ဖြစ်နေတဲ့အတွက်ကပ်ဖားချင်းကိုယဉ်ကျပြန်ရင်လည်းလူမုန်းခံရပြီးသဘောထားကြီးတဲ့အနေနဲ့အမှန်ပြောခွင့်ပေးလိုက်ပြန်တော့မလေးမစားဖြစ်လာတတ်ပါတယ်အမျော်မြင်ရှိသူအနေနဲ့အလင်းကြကြအမားကင်းကင်းဖြစ်အောင်ဒွိနိုင်ရမယ်အကြံဉာဏ်ပေးပြီးကျွမ်းကျင်သူတွေကိုခန့်အပ်ရမယ် ကိုအမကိုဝေဖန်ခွင့်ပေးထားရမယ်။သို့တော့ကိုဘကတောင်းဆိုမိမြမပြောခွင့်ပေးရမယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတစ်ပါးကိုအကြံဉာဏ်ကိုနားထောင်ပေးတတ်ရမယ်။ဒါပေမဲ့ကိုပိုင်းအကြံကိုပိုင်းအတွေးတွေနဲ့သာဆုံးဖြတ်ပါ။အဖွဲလိုက်ဖြစ်စေတတိပုဂ္ဂလအားဖြစ်ဖြစ်စေအားလုံးရဲ့အကြံဉာဏ်ကိုလက်ခံခြင်းဟာအမျိုးအမြင်ကြီးရာကြတဲ့အတွက်လူလေးစားခံရတတ်တဲ့ကပ်ဖားခြင်းကပေးလာတဲ့အကြံကိုအထူးရှောင်ပြီးအမုန်းတရားကိုအခြေခံပေးလာသမျှကိုစင်ခြင်းပါ။ ပေးလာသမျှအကြံကိုနားထောင်ခြင်းကကောင်းပေမဲ့ပေးလာတဲ့အကြံအတိုင်းမလုပ်ရပါဘူး။အုတ်ဆောင်ပြီးတစွာနဲ့ကိုယ်တိုင်ဆုံးဖြတ်ပါ။အမိတ်ပေးပါစေခိုင်းပါခစ်ပြိုင်တာရကပေးရရင်အီဂရစ်မက်ဆီမီလန်ကဘယ်တော့မှသူတစ်ပါးရဲ့အကြံကိုမယူတတ်ကြောင်းအီဂရစ်နဲ့နီးစပ်သူဘုန်းတော်ကြီးလူကာရာစ်နာဒီကပြောမှုပါတယ်။အုတ်ဆောင်ပိုင်းရဲ့မူဝါဒကိုလုံးဝလှည့်ဝတ်မထားရပါဘူး။ကိုယ်ပိုင်အမြင်တတ်တတ်နဲ့ဆုံးဖြတ်ထားတဲ့မူဝါဒဟာအပားများစွာပါနေနိုင်ပါတယ်။ ရှူတော့ပေါင်းစုံမြင်တက်မှအပြည့်အစ်စ်ပေါ်နိုင်တဲ့အတော့အပွင့်လင်းမြင်တာတဲ့အကျင့်ကိုလက်3ရပွင့်လင်းမြင်တာတဲ့အကျင့်ကိုလက်3ရပဲဒါကြောင့်အုတ်ရှောင်းဟာလိုအပ်ချိန်မှာအကျံပြုမှုကိုလက်သိမ့်ခံရမယ်မတောင်းဆိုပဲပေးလာသမျှကိုအကျံကိုမတောင်းဆိုပဲပေးလာသမျှအကျံကိုကောင်းလူဖြစ်စီဆိုးသည့်ဖြစ်စီညင်းဆိုပါလိုအပ်လို့တောင်းဆိုလိုက်လို့တောင်းဆိုလိုက်တဲ့အကျံကိုပေးလာကြရင်စိတ်ရှိတိကျနားတောင်ပါအကျံပေးတွင်တဲ့အချိန်ယူတိုင်းမှာ အကြောက်တရားပြမပြောရဲသူကိုလုံခြုံမှုရှိသေးဘူးမှန်ရကိုပြောဖို့တောင်းဆိုပါမိမိအမြင်နဲ့စန့်ကျင်နေရင်တော့မှစိတ်ကံကားချက်ရှိတယ်မတင်မဲ့ပွင့်လင်းစွာလက်ခံပါဒါမှသာလက်အောက်ငယ်သားတွေရဲ့လေးစားမှုကိုရနိုင်မှာဖြစ်ပါတယ်ဘေးသမားအကြံကိုနားထောင်ပေမဲ့ထင်ရှားဆိုင်လုံနေတဲ့အုပ်ဆောင်ကိုလည်းဘယ်သူကမှအကြံပေးခြင်းများမှာမဟုတ်ပါဘူးဒိုင်းကြီးပြာဟာလူပုဂ္ဂိုလ်တယောက်တည်းရဲ့လက်အောက်မှာဂိုင်းတွေလူဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူးတဦးတယောက်တည်းရဲ့အမိမို့အခြေခံနိုင်ငံတော်ကို ကဲလို့မဖြစ်ပါဘူး။ဘလောက်ပဲထူးချွန်တဲ့သူဖြစ်နေပါ့မယ်။အုတ်ဆောင်တယောက်တည်းနဲ့အတိုင်းပြီးကိုအုံချုံလို့မဖြစ်နိုင်ပါဘူး။ရန်ရရဟာဆက်သွားများနဲ့လေပတ်ရတာပါ။နိုင်ငံကြီးဟာလည်းအကြံပေးများနဲ့ဆွေးနွေးတိုင်ပင်လျက်အရေးချင်းရှိတဲ့သူတို့ရဲ့စွမ်းပကားကိုအခြေခံပြီးမှသာရုပ်လုံးပြီးပြင်နိုင်ပါပါ။အကြံပေးတိုင်းအတန်တော်မတိရှိနိုင်သလိုအကြံပေးတိုင်းကိုလုံပိုင်ခွင့်ပေးထားရတဲ့အပြောင်းအလဲကိုတပြိုင်နက်တည်းဂိုင်းတွင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အကောင်းဆုံးအကြံပေးဖို့ရအောင်ဝေးပါယူသားပွင့်လင်းသူကို အားပေးချီးမြှောက်ပါအကြံပေးရှိတိုင်းမြန်ထမ်းမြတ်တာမဟုတ်တလို့ပေးလာသည်မအကြံတွေကထက် အကောင်းဆုံးအကြံကိုရှာခြင်းခြင်းကသာဉာဏ်အမြော်အမြင်ရှိခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖပြခဲ့တဲ့ကံတော်ရဲ့အောက်ဆောင်မင်းသားလုံထုံးချက်စာအုပ်အပိုင်းကိုဒီပါတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ zone ဘို channel လေးကို subscribe လုပ်ပြီးတော့ ပေးနေထားပြီးပို့မြစ်တာရက်ခံပါတယ်အားလုံးသဘောကျနေတယ်ဆိုပါကလည်း like and share လေးလုပ်တော့ပြီးမြစ်တာရက်ခံပါတယ်ဘေးရနေအတွေ့အတွေ့နဲ့ကက်ကြီးသုံးပါရပါလဲအများဆုံးကင်းပြီးတော့ရင်းချမ်းသောဘဝမှာအများဆုံးပြန်လဲနေတိုင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ